်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအုပ်ဆုံးဖြည့်သူနှလုံးကိုမသိမ်းကျုံနိုင်သောတော်လန်ရေးသည်စစ်မှန်သောတော်လန်ရေးအောင်ပွဲကိုရရှိမည်မဟုတ်ဘဲတနက်ပြောင်းဝလှည့်ရမည်ဘက်ကိုဖြည့်သူကသာဆုံးဖြတ်တာဖြစ်ဟုယာယီသမရဒူဝါလက်ရှိလပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကျေးဇူးနှလုံးကိုမသိမ်းကျုံနိုင်သောဒေါ်လန်ဟီသည်စစ်မှန်သောဒေါ်လန်ဟီအောင်ပွဲကိုရရှိမည်မဟုတ်ဘဲတနက်ပြောင်းဝလက်ရမည်ဘက်ကိုပြည်သူကသာဆုံးဖြတ်ခြင်းဖြစ်ကြောင်းရှာဟီသမရဒူအလန်ရှိလာကပြောဆိုလိုက်ပါရယ်ယနေ့မေလ9ရက်နေ့တွင်ပြုလုပ်သောပြည်သူ့ကာကွယ်တပ်မတော်တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနား၌အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ရှာဟီသမရဒူအလန်ရှိလာကပြောဆိုလိုက်ခြင်းဖြစ်ပါရယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အရေးတော်ပုံတပ်သားတွေကင်ဆဲထားတဲ့တနက်ပြောင်းဝဟာဘယ်သူဘက်ကိုလှည့်ရမလဲဆိုတာကိုပြည်သူသားဆုံးဖြတ်တာဖြစ်ပါတယ်ပြည်သူဟာတနက်ပြောင်းဝလှည့်ရမယ့်ဘက်ကိုစင်ကျင်သူဖြစ်မယ်ဆိုတာမမေ့ချဘူးလို့ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ ပြည်သူလမ်းညွှန်မှုကိုခံယူတဲ့လူထုတော်လှန်ရေးတပ်မတော်တစ်ခုဖြစ်ပါတယ်ဒါဟာပြည်သူလူထုရဲ့ဝမ်းကြတဲ့ကနေမွေးဖွားတန်းစင်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တော်လှန်ရေးအခြေခံသဘောထားဖြစ်ပါတယ်ပြည်သူနှလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လှန်ရေးဟာစ စစ်မှန်တဲ့ဒေါ်လာရေးအောင်ပွဲကိုမရနိုင်ဘူးဆိုတာကျွန်တော်တို့ပြည်သူဒေါ်လာရေးတက်မတော်သားတွေအားလုံးနှလုံးသွင်းထားကြဖို့လေးနက်စွာတိုက်တွန်းလိုပါတယ်ဟုရာဟီတမရဒူဝါလက်ရှိလာကပြောဆိုခဲ့ပါတယ်။ ထို့ပြင်ပြည်သူ့ကာကွယ်တပ်မတော်၏ဖြစ်တည်မှုကိုလည်းလေးနက်စွာနားလည်သဘောပေါက်ကြမည်ဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော်သည်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အလျောက်လက်နက်နှင့်ပတ်သက်ပြီးလေးနက်သောခံယူချက်ယုံကြည်ချက်မရှိပါကတိုင်းပြည်နယ်ပြည်သူအတွက်အနေအများသောအဖွဲ့အစည်းဖြစ်သောအတကြောင်းလက်နက်ကိုင်လမ်းစဉ်နှင့်လူလူလမ်းစဉ်ရှင်တွဲနေခြင်းကြောင့်ခိုင်မာသောအမြင်တရက်ကိုလေးနက်စွာခံယူထားရေးကိုပြောဆိုခြင်းဖြစ်ကြောင်းမိန့်ခွန်းတွင်ပါရှိပါသည် ပြည်သူ့ကာကွယ်တပ်မတော်၏အခြေခံမူသည့်ပြည်သူကိုကာကွယ်ရန်သာဖြစ်ပြီးပြည်သူကိုရန်ပြုတ်ရန်မဟုတ်သည့်အတွက်လေးလေးနက်နက်ခံယူထားရန်ဖြစ်ကြောင်းရန်သူကိုမီးလိုခြင်းပြီးပြည်သူအပေါ်ရေလိုခြင်းပို့လိုအပ်ပြီးရန်သူအပေါ်နေလိုခြင်းပြီးပြည်သူအပေါ်လလိုခြင်းပို့လိုအပ်ကြောင်းရာအီသမရဒူဝါလရှိလာကထပ်မံပြောဆိုပါရယ်ဒေါ်လန်ရေးခရီးတွင်မိသို့သောနီးနာပြောင်းလဲခြင်းကံမှုအလေပြောင်းတွေကိုအသုံးပြုရသည့်ဖြစ်စေမူလပန်းတိုင်ဖြစ်သောဆေးအာနာရှင်စနစ်အမြင့်ပြတ်ချုပ်နှိမ်ရေးအတွက်မလျှော်ရန်ဒေါ်လန်သွားမည် ြစ်ကြောင်းယာယီသမရဒူဝါလရှိလာကမိန်ကုံးအဆုံးအသက်တွင် ပြောဆိုခဲ့ကြောင်းသိရှိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တင်ကတော့အသွင်ကူပြောင်းရေးအစိုးရဖွဲ့စည်းရန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်စစ်ကောင်စီနဲ့အပြစ်ရလက်မှတ်ထိုးထားသောရှမ်း RCSS အပါအဝင်တိုင်းဒေသအဖွဲ့ခုနှစ်ခုကတောင်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အပါအဝင်အချက်၅ချက်ကိုစစ်ကောင်စီနဲ့အပြစ်ရဲ့လက်မှတ်ရေးထိုးသောရှမ်း RCSS အပါအဝင်တိုင်းရင်းသားအဖွဲ့ခုနှစ်ခုယနေ့ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အေဗီလာ29ရက်နေ့မှ30ရက်နေ့ထိကျင်းပသော 7EAO Alliance လေးမြင်းဆောင်2025ဦးဆောင်အဖွဲ့အစည်းအဝေးမှာလက်ရှိနိုင်ငံတွင်ရင်ဆိုင်တွေ့ကြုံနေရတဲ့နိုင်ငံရေးအခြေအတဲကိုကြော်လွှားနိုင်ရေးအတွက် 7EEO များကချမှတ်ထားသော Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်ပြီးသုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီးရှေ့လုံငန်းစဉ်များဆိုင်ရာလမ်းညွှန်သဘောထားများကိုချမှတ်ကြောင်းသိရှိရပါသည် 7EEO Alliance E ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာပြည်ပခန့်တွင်ပါဝင်သူအဖွဲ့များအလုံးသည်တနိုင်ငံလုံးအတိုင်းအတာဖြင့်ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြည်ပခန့်တွင်ပါဝင်သည့်အစုအဖွဲ့များအလုံးကအပြည့်ရဲ့ကျင်းညာရန်တက်ဆိုင်သူများအကြားဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုဆိုင်ရာဂရုကဝတ်ပြုရန်ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီရွေးကောက်ပွဲ ွယ်ကျင်းပရန်လို့ဖြစ်ပါတယ်အဆိုပါထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍ 7EO Alliance သတင်းနယ်ပြန်ကြားရေးတာဝန်ရှိသူများကိုသတင်းဌာနကဆက်သွယ်ခဲ့တော်လဲဖုန်းလက်ခံဖြည့်ဆို့ရန်ညင်းဆိုခဲ့ကြပါတယ် 7EO Alliance တွင်ရှမ်း RCSS မွန်ရခိုင်ပအိုးအဖွဲ့လာဟုအဖွဲ့ကရင် DKPA ကရင်ငင်းချဲရေးကောင်စီ KNU KNLPC တို့ပါဝင်ကြောင်းသိရှိရပါတယ် ပြီးခဲ့တဲ့နှစ်ပတ်ကလာရှိုမှ MNDA တက်များပြီးစလွေထွက်ခွာတောင်းခြင်းကြောင့်လာရှိုတွင် အုပ်ချုပ်ရေးဖျူဖျေးဖြစ်ချင်ရခဲ့ကြောင်း AIR တွင်ရေးသားထားပါတယ်။တရုတ်၏အတင်းကျပ်ဖိအားပေးမှုကြောင့် AB 21ရက်တွင်ရုတ်ချင်းဆုတ်ခွာသွားပြီးစစ်ကောင်စီတက်များနေရာဝင် ယူလာခဲ့ပါတယ်။ထို့အဖြစ်ဒီနှစ်ဖက်စလုံးအတွဲလွန်စွာတနာစပွဲကောင်းလာသည်ဟုသာဆိုရမည်ဖြစ်ပါတယ်။စစ်ကောင်စီတက်များသည်လည်းဟန်ရေးပြဝင်ရောက်လာရတော့လဲမြို့၏အုပ်ချုပ်ရေးကိုစီမံနိုင်ခြင်းမရှိသေးပဲလာရှိုတက်ကတော့ ဝင်တွင်ခန့်တက်ကြီးတပ်ဖွဲ့ပြင်စင်ကခိုးအောင်နေကြသည်ဟုဆိုပါရယ်ရဲတပ်ဖွဲ့ဝင်များလည်းတပတ်အကြာမှရောက်ရှိလာကြပါရယ်နေရာဓာတ်ကိုကြောက်နေရရသာရောက်လာကြရသူများလည်းဖြစ်ပါရယ်၎င်းတို့အားလည်းပန်းစီများအိုးစီဘုံပေါင်းများနှင့်ကျိုးစုမဲ့လူများမရှိအိမ်များထဲမှစိုးရိမ်တကြီးနှင့်ချောင်းကြီးနေကြသူများသာရှိပေလိမ့်မည် MNDA သည်လာရှိုးကိုပုံမှန်အနေထားရောက်လို့နေနေတိဆောက်ပေးခဲ့ပြီးမှယခုလိုအာနာသိန်းစစ်ဘလူးများလက်ထဲဝါကွက်အပ်ခဲ့ရခြင်းလည်းဖြစ်ပါတယ် လာရှိုးမြို့ခံတအူးကလည်းရခင်တိုက်ပွဲများကြောင့်ငွေကုန်ကြေးကျခံကထွက်ပြေးခဲ့ရပြီးပြန်ရောက်လာပြီးနောက်ရခိုကအိမ်လေးအဖောက်ခံထားရ၍ထပ်မပြေးနိုင်တော့အပြင်တို့လည်းစိတ်ချလက်ချမထွက်ရတော့ဟုပြောပါတယ်။လာရှိုးတွင်တောချောင်များလက်ကမောင်းခတ်နေကြပြီးလူရမှုနဲ့ခိုးမှုများနေရာအနှံ့တွင် ဖြစ်ပွားနေပါတယ်။လမ်းမကြီးများပေါ်ရှိအိမ်များသာလုံခြုံနေပြီးလမ်းထွယ်များရှိအိမ်များအဖို့မြေတို့များလုံခြုံစိတ်ချစွာမနေရကြဟုဆိုပါတယ်။ MNDA တံမြားထွက်ခွာသွားပြီးနောက်ပိုင်းတံမြားတိုက်မှုအနည်းဆုံး၅ကြိမ်ဖြစ်ပွားခဲ့သည်ဟုဒေသခံသတင်းမီဒီယာများက ဖော်ပြခဲ့ကြပါသည်တရုတ်ခြေတလုံးဖက်ပြီးမှဝင်ရောက်လာရတဲ့စစ်ကောင်စီကိုလက်နက်ချောင်းထောင်ပြလိုက်သည့်သဘောဖြင့်အုတ်ချုပ်ရရန်နေရသည်လေလုံးဝပြုတ်လဲကဖျို့ဖျဲဖြစ်ကြံခဲ့ပါသည် ကျမ်းမာရေးဝန်ထမ်းများလည်း MNDA နဲ့အတူလိုက်ပါသွားကြပါရယ်စစ်ကောင်စီကလည်းထိုကိစ္စကိုအရေးထားစရာသဘောမယူဆသူများဖြစ်၍မြို့ဤကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် လုံးဝရပ်ဆိုင်သွားခဲ့ပါရယ်ပုဂလိကစေကံများလည်းလူရဲမှုဓမြတိုင်းမှုများကြောင့်ရလာသောဒဏ်ရာများကိုကုသပေးရန်မြင့်ဆန်နေကြသည်ဟုမြို့ကံတအူးကဆိုပါရယ် MNDA သည်အရေးပေါ်လူနာများရှိက၎င်းတို့နယ်မြေများရှိလောက်ကန်နှင့်တိမ်နီမျိုးများသို့ဆင်လွတ်ကြရန်မြို့ခံများကိုအတိပေးထားသည်ဟုလည်းသိရပါသည်ယခုအခါမြို့အဝင်ထွက်များတွင် စစ်ကောင်စီတပ်များနှင့် MNDA တို့နှစ်ဖက်စလုံးကစစ်ဆေးရေးဂိတ်များချထားပြီးတင်းကျပ်စွာစစ်ဆေးလျက်ရှိနေပါသည်စီပင်သားရလုပ်ငန်းများလည်းလုံးဝရပ်ဆိုင်သွားပြီဖြစ်၍မြို့တွင်အမိုက်သိမ်းမဲ့လူပေမရှိတော့ဟုဆိုပါသည်တချို့ရက်ွက်များတွင်ပြည့်စင်မီမရတော့၍အမောင်းနေမဲမဲဖြစ်နေပါသည် ယ်။ထို့သော KTV များတွင်နေညာမပြတ်မိမမှန်ရနေပြီးတချို့ရက်ကွက်များတွင်တစ်ပတ်လျင်တစ်ချိန်နှစ်ချိန်ခန့်သာမိရနေကြောင်းဖုန်းတစ်ခါအသွင်းလျင်တစ်ထောင်ချက်ဘဝပတ်အတွက်9000ချက်ပေးရကြောင်းဒေသခံများအဆိုအရသိရပါဗျ။ ထရုတ်တန်တမန်တင်ရှိကျွင်းသည် လာရှိုအားပြန်လည်လွှဲပြောင်းပေးသည့်လုပ်ငန်းအား၎င်းကိုယ်တိုင်ကိုကြလာရောက်ကြီးကြပ်နေပြီး၎င်း၏အတူတရုတ်အဖွဲ့လည်းအပြစ်ခက်ရဲစဲရေးကိုစောင့်ကြည့်ရန်ရောက်လာကြတော့လေလာရှိုမြို့တွင် ဖြစ်ပျက်နေသူများကို၎င်းတို့နှင့်မဆိုင်သလိုနေနေကြသည်ဟုဆိုပါသည် အကြံဖက်စစ်ကောင်စီမှ လေးချောင်းတိုက်ခိုက်မိဟုချိန်ချောက်ပြီးဆရာသမားဖြစ်သူတေဥအစိုးရကလည်းကြီးပွားရေးရဖြတ်တောက်ပိတ်ဆို့မိဟုအချက်ကိုင်လာသဖြင့် MNDA သည်မတက်တာပဲအငန့်ခံလိုက်ရခြင်းလည်းဖြစ်ပါတယ် TNLA နဲ့စစ်ကောင်စီတို့အကြား AB 28 29တွင်ကုမင်း၌ပြုလုပ်သောဆွေးနွေးပွဲပြပြသွားပြီးနောက်စစ်ကောင်စီမှ TNLA သိမ်းပိုက်နေမည်များကိုလေးချောင်းမှဇက်တိုက်ဆိုသလိုတိုက်ခိုက်လာခဲ့ပါတယ်စစ်ကောင်စီမှ TNLA သိမ်းပိုက်ထားသောတီဘောနောင် ချို့ကြောင့်မဲမိုးမိန်နဲ့မိုးကုတ်မျိုးငါးမျိုးကိုပြန်ပေးရန်တောင်းဆိုခြင်းကိုညှင်းဆန်းခဲ့သဖြင့်ယခုလိုတိုက်ခိုက်လာခြင်းလည်းဖြစ်ပါတယ် TNL တွဲဖက်အတွင်ရေမှု ဘုံမူကြီးတာပန်လာကယမန်နေ့ကပြုလုပ်သောတရင်စာရှင်လင်းပွဲတွင်ဘုံရန်သူဆေအာနာရှင်အမြင့်ဖြတ်ရေးကိုမိမိတို့၏မဟာမိတ်တွေ NUG အပါအဝင်နှင့်ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်းလက်တလော TNL ကတင်ပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော်လဲပြန်ပေးမည်မဟုတ်ကြောင်းလားရှုလို့မဖြစ်ရေးအတွက်ပြည်သူတွေကတတ်တက်ကြွကြွပါဝင်ပေးကြရန်နှင့်မြို့ကာကွယ်ရေးတပ်များတွင် ပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါရန်ဟု TNL ၏သဘောထားကိုပြတ် စွာအတိပေးလိုက်ပြီးဖြစ်ပါတယ်ပြည်သူများအနေဖြင့်စစ်ကောင်စီကြီးနိုင်ငယ်ချင်းအင်အားကြီးသူအနိုင်ရဇနန်းဆိုသည့်တရိတ်ဆန်တို့၏ဒေါ်ရီဥပဒေသားကင်ဆွေးလာခြင်းကိုဝိုင်းဝန်းဆန့်ကျင်ကြပြီး TNL နှင့်အတူ ပြတ်သားစွာရည်တည်သွားရမည်သာဖြစ်ပါတယ်ပြည်သူတို့၏ခုခံဒွန်လန်စစ်မုတ်ချအောင်ရမည်